တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ10ရက်နေ့နေ့14ရက်နေ့အတောအတွင်းမှာရပိုင်ခွင့်ဒီကုလုံးပြန်ရမယ်ခက်ခဲတဲ့ကိစ္စမှန်သမျှပြေလည်အောင်ဖြေရှင်းနိုင်နေပြီရင်းနှီးသူများနဲ့စကားများတဲ့တဲ့ခီးကိစ္စအဆင်ပြေမယ်အပြောင်းလဲကိစ္စအောင်မြင်မယ်လွန်ခဲ့သောနှစ်လအတွင်း စဉ်းစားဆုံးဖြတ်ထားတဲ့ကိစ္စအခုလုံးဖြစ်သွားနေပြီ။ရှားပိုင်ခွင့်တွေအကုန်လုံးကလည်းပြန်လည်ရရှိနေပြီ။ဘီဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစဉ်းစားနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စဉ်းစားနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။ ရှိရဲ့နေ့မှာပြောင်းလဲတိုးတက်မှုနဲ့အောင်မြင်မှုကို ဖန်တီးရယူနိုင်တယ်။ကိုယ့်ရဲ့နေ့မှာ အရာရာဆင်ပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်။ဆယ်ရဲ့နေ့မှာရန်အားလုံးကိုဖြည့်ရှင်းပြီးတိုးတက်မှုကိုရရှိမယ်။ဆယ့်တရဲ့နေ့မှာသူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်ယှဉ်ခြင်းကြံ့ကြာခြင်းတွေရှိပြီးဆယ့်နှစ်ရဲ့နေ့မှာစေကူးစစ်တွေရှိနေကစားတပါးသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေပြည့်ဝနေမယ်။၁၃ရဲ့နေ့မှာအရာရာကောင်းခြင်းကံနဲ့ တိုးတက်ခြင်းတွေကိုရအောင်ဖန်တီးနိုင်တဲ့အနေအထားရှိတယ်။14ရက်နေ့မှာခီးကိစ္စအပြောင်းလဲကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်နိုင်တယ်။ဒီကာလအတော်တွင်းမှာတတိပေးကျင်တာက6ရက်နေ့ကမဟာရကျမ်းနဲ့တိုက်ဆိုင်တဲ့နေ့မတော်တဆညဖြစ်တဲ့တဲ့လူလေးယောက်တူခီးသွားခြင်းရှောင်ရမယ်။အရှိရကုန်တည်သွားစဉ်အနေဖြစ်တဲ့တဲ့မနေ့ခရနိုင်ခွဲနဲ့ကိုးနိုင်တွင်သွားလာနေထိုင်ယူဆိုင်ရမယ်။7ရက်နေ့ကငကဘုံရက်နဲ့တိုက်ဆိုင်တဲ့ မြောက်ရက်ကိုတည်သွားစဉ်နဲ့ဖြစ်တဲ့တယ်မနဲ့စန်တိုင်ခွဲနဲ့ဆက်ရနိုင်ကြအသွာလာနေတဲ့ကျူးဆက်ရမှာဖြစ်တယ်။ဒီတပတ်တာကာလအတော်တွင်းမှာတင်းငွေတွေတောက်ကြစနေမွေးသူတွေကြိုးပေးတယ်တင်းလာကြာသာပလေးကြောင့်စိတ်အနှောင့်အယှက်တွေတစ်ခုပြီးတစ်ခုဖြစ်တတ်တယ်။အဖြူရောင်အစိမ်းရောင်မိခိုးရောင်တို့ကိုသုံးပါနှစ်ခွန်ကိုကနန်းတွေကို သုံးဆွဲပေးပါအဖြူရောင်ပန်းမွေးတို့ကိုဖျားကတ်လူပြီးလိုရာဆန္ဒပြုပါထူးထူးခြားခြားကောင်းခြင်းကံတွေရရှိလာပါမယ်ယေရှုတည်ပါတယ်